်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမန္တလေးလမ်းပိုင်းတွင်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇကိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းတွင် အကြံဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးနိုင်ကြောင်း People Different Phone စောက်မုံရွာမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်စက်တင်ဘာလ23ရက်နေ့နနက်9:30မိနစ်ခန့်အချိန် ရှောင်းဦးမြို့နယ်နေရီကန်ခိမှထွက်လာသောအင်အား30ကန်ပါချင်းလင်းစစ်ကြောင်းကိုဒေါ်လန်ရေးတပ်ဖွဲ့များကနေရီကန်နှင့်ရေပိုးစာအကြရှိနီလာကြောက်ခွဲဆက်အနီး၌ပရိတာမိုင်းနှလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုးမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြံဖက်စစ်တပ်ဘက်မှစစ်သား2ဦးသေဆုံးနိုင်ပြီးဒေါ်လန်ရေးရဲဘော်များအထိကိမ့်ရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်စစ်ခွေးတွေဘက်ကတော့ထိခိုက်ဒဏ်ရာရတဲ့စစ်ခွေး2ယောက်ကတော့သေဆုံးနိုင်ပါတယ် အခြေအနေတော်တော်ဆိုးတယ်လို့သိရတယ်ကျွန်တော်တို့ရဲဘော်တွေအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု People Different Folk စောင့်မုံရွာမှတာဝန်ရှိသူကပြောဆိုပါတယ်အလားတူစက်တင်ဘာလ22ရက်နေ့ကလည်းချောင်းဦးမြို့နယ်နေရီကန်စစ်တပ်ကမှဒိုင်နာ6ပြီကတစီဖြင့်ထွက်လာသောစစ်သားများကိုလည်း People Different Folk စောင့်မုံရွာအဖွဲ့ကနေရီကန်နှင့်ရေပိုးစာကြားရှိလီလာကြောက်ခွဲဆန်အနီတွင်ပရိသာမိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်သားများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ် ဆက်လက်ပြီးကပ်ဘလူမျိုးနဲ့အောင်ချမ်းသာရွာကိုမီးရှို့ဖျက်ဆီးသွားသောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်ဘက်မှ73ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းကပ်ဘလူမျိုးနဲ့အောင်ချမ်းသာရွာကိုမီးရှို့ဖျက်ဆီးသွားသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်မှ73ဦးသေဆုံးခဲ့ကြောင်းဒေတာရင်းတော်လန်ရေးသတင်းရမျက်ကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလ23ရက်နေ့တွင်ကပ်ဘလူမျိုးနဲ့ကာဘူးရွာမှထွက်လာသောအင်အား100ကျော်ပါဝင်သည့်စစ်တပ်စစ်ကြောင်းသည် အောင်ချမ်းသာရွာကိုဝင်ရောက်စီးနေပြီးပြည်သူပိုင်းနေအိမ်ရှစ်လုံးကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ထို့စစ်ကြောင်းသည့်ပြည်သူပိုင်းနေအိမ်များကိုမိရှို့ဖျက်ဆီးပြီးနောက်အနီးအနားကျေးရွာများကိုထပ်မံဝင်ရောက်စီးနင်းရန်ထွက်လာစဉ်တော်လန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတနေရာ၌မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရှင်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်တပ်မှ73ဦးသေဆုံးကထပ်မံစစ်ကြောင်းထိုးခြင်းမပြုလုပ်တော့ဘဲကာဘိုးကြီးရွာစတင်ကြောင်းအတွင်းကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ် အောင်ချမ်းသာရွာကပြည်သူပိုင်နေအိမ်ရှိလုံးကိုမိရှုဖျက်ဆီးထားတဲ့စစ်ခွေးတွေကိုဒေါ်လန်ရေးတပ်ဖွဲ့တွေကလမ်းပိုင်းတနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါစစ်ခွေး73ကောင်တည်တယ်အဲ့စစ်ခွေးတွေကအောင်ချမ်းသာရွာအနီးကရွာတွေကိုထပ်ပြီးတော့စစ်ကြောင်းထုတ်ဖို့ထွက်လာတော့မိုင်းမိသွားတော့စစ်ခွေးတွေအကုန်လုံးကာဘိုးရွာတွေကိုပြန်ဝင်သွားတယ်ဟုဒေတာရင်းဒေါ်လန်ရေးတရင်ရေးမြက်ကပြောပါတယ်လက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်သည်ကမ်းဘလူမျိုးနဲ့အတွင်းရှိပြည်သူများနေထိုင်သည့်ခြေရွာများကို လေးချောင်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းမြေပြင်စစ်တောင်းများကလည်းကြီးရွာများကိုစစ်ကြောင်းထုံမိရှို့ခြင်းများကြောင့်ပြည်သူများသတိပြုနေထိုင်ကြရန်တော်လန်ရေးအင်အားစုများကမြစ်တရက်ခံထားပါသည်ဆလပီလှေကူးမြို့နယ်အုံနေကုန်းရပ်ွက်ရှိအကြံဖက်မင်းအောင်လိုင်လက်အောက်ခံအုတ်ထုတ်ရေမှုရုံတွင် ပြင်းအားမြင့်မိုင်းနှလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းကုန်းတိုင်းလှေကူးမြို့နယ်အုံနယ်ကုန်းရက်ွက်ရှိအကြံဖက်မင်းအောင်လိုင်လက်အောက်ခံအုတ်ချုပ်ရည်မှုရုံတွင်25ရက်6လ2025ည9:10မိနစ်ဝန်းကျင်အချိန်ခန့်၌ပြင်းအားမြင့်မိုင်းနှလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းရှမ်းကုန်းအာမီ WA မှထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းလှေကူးမြို့နယ်အုံနယ်ကုန်းရပ်ကွက်ရှိအကြံဖက်မင်းအောင်လိုင်လက်အောက်ခံအုတ်ချုပ်ရည်မှုရုံးတွင်အုတ်ကြီးနှင့်လူမိုက်ဖွဲ့သည့်တရားမဝင်ရွေးခောက်ပွဲကိစ္စများဆောင်ရွက်ခြင်းလူငယ်လူရွယ်များအားဖော်တာဆွဲပြီးစစ်မှုထမ်းလိုအပ်သည့်နေရာများအားရောင်းစား၍လူကုန်ကူးခြင်းများလှုပ်ဆောင်နေသောကြောင့်ပြင်းအားမြင့်မိုင်းနှလုံးဖြင့်ရန်ကုန်အာမီ WE ရဲဘော်များမှကျင်းမအားထိရောက်စွာတိုက်ခိုက်ခဲ့ပြီးရက်ခုအခါလူနာတင်ကားများတန်းစီနေကြောင်းဖော်ပြထားပါသည် စစ်ကောင်စီနဲ့ပတ်သက်သောပြစ်မှတ်များအကြံဖတ်စစ်ကောင်စီဖြူလုံကြီးတရားမဝင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးပါဝင်လုက္ကိုင်နေကြသူများအားဆက်လက်၍အပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းမိဘပြည်သူများအားအသိပေးထားပါသည် ဆက်လက်ပြီးနေရီကန်ကိမခြေချင်းထွက်လာသည့်စစ်သားများမိုင်းဆွဲခံရပြီးနှစ်ဦးဒဏ်ရာရသည့်ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ဇက်ကိုင်းတိုင်း၆ဦးမြို့နယ်နေရီကန်ကိကနေခြေလျင်ထွက်လာတဲ့စစ်ကော်မရှင်တပ်သားတွေမိုင်းဆွဲတိုက်ခိုက်ခံရပြီးထိခိုက်မှုတွေရှိခဲ့တယ်လို့ People Different Phone စောက်မုံရွာတပ်ဖွဲ့ထံကသိရပါသည်။ စက်တင်ဘာ23ရက်မနက်9:00နာရီခွဲလောက်မှာမုံရွာမန္တလေးလမ်းပိုင်းရှိနယ်ရီကန်ဂိတ်ကနေအင်အား30ဝန်းကျင်နဲ့ထွက်လာတဲ့စစ်ကော်မရှင်တပ်သားတွေကိုနယ်ရီကန်နဲ့ရေပိုးစာကြာနေလကြောက်ခွဲဆန္ဒအရောက်မှာကောက်ခွဲရေးတပ်ဖွဲ့တွေကဗရီတာမိုင်းနှလုံးတပ်ပွိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကော်မရှင်တပ်သား၂ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ကောက်ခွဲရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ စခါစတွေကမိုင်းဆွဲခံရပြီးတော့အထိနာပြီးတော့နှဲ့ရေကန်လာတဲ့ဘက်ကိုပြန်ခေါက်သွားတယ်။စခါစတွေဘက်ကထိခိုက်ဒဏ်ရာရတာကိုမိုင်းဆွဲတဲ့ရဲဘော်တွေကမြင်ရတယ်။အခုဆွဲခဲ့တဲ့မိုင်းတွေကနကူကလေးကထောင်ထားတဲ့မိုင်းတွေပါလို့ People Different Force စောက်မုံရတပ်ဖွဲ့တာဝန်ခံကသတင်းဌာနကိုပြောပါရယ်။စက်တင်ဘာ22ရက်နေ့ကလည်းချောင်းဦးမြို့နယ်နှဲ့ရေကန်စစ်တပ်ဂိတ်ကနေ၆ဘင်းကားတစီနဲ့ထွက်လာတဲ့စစ်သားတွေကို ပီပယ်ဒီဖရန်ဖုန်စောက်မုံရတက်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာထိခိုက်မှုရှိခဲ့ပေမဲ့အရေအတွက်အတိအကျကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။ဆက်လက်ပြီးမောတော်နယ်ဇလန်အကြံဖက်စစ်တပ်စစ်ကြောင်းရှီတိုမရပဲတိန်ခွန်ရွာတွင်တိုက်ပွဲဖြစ်အခုကနှစ်ဖက်တိုက်ပွဲတွေကဆက်တိုက်ဖြစ်နေတော့စကစဘက်ကအထိနာရာဖြစ်တဲ့အတွက်ပေါင်900ပုံသီးအများစုကိုတုံးပြီးတော့ပုံလာကြတာတွေကိုဇက်တိုက်လုံးနေတာဖြစ်တယ်လို့စီရီသတင်းရေးမြစ်ကပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်နယ်ဆက်ကုန်းသွယ်ရေးလမ်းကိုစစ်ကြောင်းထိုးလာတဲ့အာနာသိန်းစစ်တပ်နှင့်ဒေသအခြေစိုက်တော်လန်ရေးပူးပေါင်းတပ်တို့တိုင်ခွန်ရွာတွင်နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကြောင်းရှေ့မတိုးနိုင်သေးဟုဒေသခံများကပြောပါရယ်စစ်တပ်စစ်ကြောင်းထိုးချိန်တွင်လေကြောင်းမှဘုံကျဲပစ်ကူပေးတိုက်ခိုက်နေပြီးစစ်ကြောင်းကိုစစ်စင်ရေးကုတ်ကဲမှုဌာနချုပ် စကခ73ဦးဆောင်ကခြေလင်းခြေမြန်တက်ရင်လေရင် အမြောက်လက်နက်ကြီးတရင်တရင်နှင့်အချူရုံတပ်ဖွဲ့၃ဖွဲ့ပါဝင်သည်ဟုတော်လန်ရေးတပ်သတင်းရင်းမြစ်ထံမှသိရပါသည်။အခုလက်ရှိစစ်ကြောင်းကမောတော်နေဆက်မှာပဲရှိသေးတယ်။အတီကကအဲ့ဒီနေဆက်ကစကစတရင်နှရင်ကိုအင်အားဖြည့်ပြီးမနစ်ကလေးကအောင်တကွန်စစ်ကြောင်းဆိုပြီးစစ်ကြောင်းထုတ်နေတာမျိုးရှိတယ်ဟုလက်ကောင်းကပြောပါရယ်။အဆိုပါနေဆက်ကုံသွဲရေလံပေါ် တိန်ခွန်ရွာအနီးတွင်စက်တင်ဘာ9ရက်နေ့မှစ၍တိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကပေါင်900ဗုံးများကျဲချတိုက်ခိုက်မှုများလုံဆောင်ခဲ့သည်ဟုစစ်ရေးတရင်ရင်းနှင့်ညီဆက်သူကပြောပါသည်အခုကနှစ်ဖက်တိုက်ပွဲတွေကဆက်တိုက်ဖြစ်နေတော့စကားစားဘက်ကအထိနာရာဖြစ်တဲ့အတွက်ပေါင်900ပုံသည့်အများစုကိုတုံးပြီးတော့ဘုံလှကျဲရတွေကိုဆက်တိုက်လုပ်နေတာဖြစ်တယ်ဟု၎င်းကပြောပါတယ်။သို့တော့တိန်ခွန်းရွာအနီးတွင်သာ ကြောက်ပောက်ကွဲ၍အယက်သားများထိခိုက်မှုမျိုးမရှိတော့လဲတော်လန်ရေးရဲဘော်များထိခိုက်မှုများရှိသည်ဟု၎င်းထံမှသိရပါတယ်။မောတော်ကုံသွဲကြီးလန်ပြန်ထိန်ချုပ်ရန်စစ်ကြောင်းထိုးလာတော့လဲရှေ့တိုးမရဖြစ်နေသေးပြီးလေကြောင်းတိုက်ခိုက်မှုများကြောင့်ဒေသခံများယနေ့ထိထွက်ပြေးတိမ်းရှောင်နေရသည်ဟုစစ်ဘေးရှောင်များကိုကူညီနေသူများကပြောပါတယ်။အနည်းအနာကရွာတော်တော်များများကအခုချိန်ထိမပြန်ရဲကြသေးတာတွေညားတယ်။ဘာလို့ဆိုလေရင်မကြခဏလာတဲ့အတွက်သူတို့ပြန်မသွားရဲဘူး။ရာသီဥတုအခြေအနေကလည်း မိုးရီယာနေလို့သူတို့အတွက်နေရေးထိုင်ရေးတွေတော်တော်ခက်ခဲလာတယ်။အမိုးအကာတွေအခင်းတွေမလုံလောက်မှုတွေကတော့ကြုံတွေ့နေရတော့မှာပဲဟု၎င်းက KIAC တို့ပြောပါတယ်။တနင်္သာရီတိုင်းတွင်ရေးတဝဲလမ်းမကြီးကိုညအချိန်မသွားလာရန်ဒေါ်လန်ရေးပူပေါင်းတညာကစက်တင်ဘာ22ရက်နေ့တွင် ထုတ်ပြန်ထားကြောင်းသိရပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။